ုကျွန်တော်ပြောချင်တာနောင်ချိုပါကျွန်တော်ကံကြီးပေါ့နော်ကံကြီးမှာတရက်ချိုကံကြီးရောက်မှာတရက်အလျှောက်ချိုဆိုတာရှိတယ်လျှောက်ချိုရောနော်အဲ့ဒီမှာအခုဘာဖြစ်နေလဲဆိုတော့ကျွန်တော်ဒီမနေ့ကလည်းကျွန်တော်ဆမ်ဆယ်ကိုနော်အကြမ်းဖက်လက်နက်ကင်တောင်းချမ်းသူရှိတဲ့နေရာကိုတက်မလို့စစ်ကြောင်းနေရနော်ဒရုန်းတွေနဲ့ခြေမုံနဲ့ပြီးတော့အဲဟိုမြေပြင်ကလည်းခြေမုံခြေမုံမှုတော့ပေါ့နော်တို့ကမိုင်းကွင်းတွေထောင်ထားတာအရင်ကထောင်ထားတော့လက်ရှိအောင်မြင်မှုရနေတာက နော်ဒီအခု Samsung တို့ဘာတို့မှာအကြံပေးတဲ့နိုင်ငံတောင်းကျန်သူ TNN တွေကပြေးပြီအဲ့ဒီအခုကျွန်တော်ပြောတဲ့ရှောက်ချိုမှာလဲအကန့်ကြီးရှောက်ချိုမှာလဲ PDF တွေကိုပဲထားခဲ့တာ TNN တွေကပြောတယ်မင်းတို့ PDF တွေခံတိုက်ဆိုပြီးတော့မှနော်အဲမူရစေဝါးတွေအဲ့လိုမျိုးမူရစေဝါးတွေပါနေအဲ့လိုထားခဲ့တာမင်းတို့ PDF တွေခံတိုက်နော်အဲ့ TNN တွေကပြေးပြီအဲငါတို့ဘယ်ရနေပြီးတော့ဘလို့ဟိုပေါ့နော်ခံစစ်ပြင်ဆင်ပေးမယ်အမင်းတို့တိုက်ခဲ့ဆိုပေးခဲ့တော့လေသူကလက်နက်က၃လောက်တက်လက်ပဲပေးခဲ့တာ သုံးယောက်တက်လက်ပေးခဲ့တာเนาะအဲ့ PDF တွေကျွန်တော်ရင်နာလို့မစုံဒီ PDF တွေလေ PDF တွေဆိုတော့ကျွန်တော်ပြောချင်တာကတော့ PDF တွေကဗမာ PDF တွေလားတနု PDF တွေလားတော့မသိဘူးပေါ့เนาะ DPL လေးလားပါလားအဲ့မှာတို့ရှိတယ်เนาะဒီကျွန်တော်တို့ဗမာ PDF ကြတော့ PDF လို့ပဲပြောတာဟိုကကြတော့ DPL လေးလားပါကျွန်တော်လည်းမသိပါဘူးမနေ့တည်းကမှဖွင့်လာတယ်အဲ့တော့ तू อ่ะ၃ယောက်ကိုတက်လက်ပဲပေးခဲ့ပြီးတော့มาတိုက်ခိုင်းတာရှောက်ချုံมาရှောက်ချုံมาအခုအခုကိုအခုကိုရှိတယ်เนาะ Samsung တို့ဘာတို့မှာတော့ကျွန်တော်တို့မနေ့က အပေါ်ကနေ drone drone drop ပါကျွန်တော်တို့ချရတယ်နော်ဒီကောင်လေးဒဏ်ရာတွေရတယ်တေတဲ့လူကတေပြီးတော့မှပြေးနေရတယ်ပြေးနေရတယ်အခုကကြောက်ဒီကောင်လေးကဘယ်မှာနေလဲဆိုဒီကောင်လေးကလက်ကြောင်ကလက်ကြောင်ဆိုတာရှိရင်နော်အဲ့မှာနေနေတယ်နော် PDF ကတော့သွားပြီကျွန်တော်သိတယ် PDF ကတော့အခု NY စကြက်ကိုသွားဘူးတဲ့လူရှိတယ်ကျွန်တော်တို့ဒီမှာဟိုဒီဘက်တချမ်းဆိုတက်မလို့ဆုံးမထားတယ်ရင်းမှုပဲရှိတယ်ဟိုဘက်မှာဆိုအင်ဝိုင်းတကြားဆက်ရှိတယ်အဲ့ဒီအင်ဝိုင်းတကြားဆက်မှာလည်းတခါလေကြာရင်အဲအဲ့ဒီမှာလူနာမည်တော့မပြောတော့ဘူးဝန်ထမ်းရောင်ရောင် အပီဒီအက်ရောင်ရောင်နဲ့တရင်ပုတ်တဲ့လူတယောက်ရှိရခင်ဗျာနာမည်တွေအကုန်လုံးတည်ထားပြီဒါပေမဲ့ဒီ PDF တွေကိုထောက်ပံ့ခဲ့တဲ့ထောက်ပို့ခဲ့တဲ့เนาะနိုင်ငံတော်အစိုးရကိုတော်လှန်ခဲ့တဲ့အဖွဲ့အစည်းတွေရဲ့လူတွေကိုတော့ကျွန်တော်ကဒီနေ့ညလဲကျွန်တော်ပြောသွားမှာဖြစ်တယ်เนาะအဲ့တော့ကျွန်တော်တို့ဒီဘက်မှာကတော့တပြေးပြေးနဲ့နောက်ချိုးပြန်ကြဖို့အချိန်နှီးဆက်လာတာပေါ့နှီးဆက်လာတယ်ဆိုတာအခုကျွန်တော်ပြောတဲ့ဂိတ်ဒီမှာဆိုလဲသူတို့ကဖန်ကိုင်းဂိတ်မှာဆိုလဲသူတယောက်ပဲအဲ့လိုပတ်စံကောင်းနေတာဟန်ပြပဲရှိတော့တယ်တက်မတော်ကတော့သူကဝင်လုံးမယ်ဝင်လုံးစရာမလိုတော့ဘူးတက်မတော်ဝင်တော့ဝင်မှာ ဒါပေမဲ့တမ်းမတော်ကလည်းဒီနေရာကိုသူပိုင်ရပြီဆိုဒီသူကဒီတခါအနာမခံတော့ဘူးလူကိုလူကိုဟောအနာမခံတော့ဘူးသူရဲ့စင်းပြီးပြွာရသူကသူချိန်သုံးပြီးတော့မှနောင်ချိုးပြန်ရမယ့်အချိန်ကတဖြည်းဖြည်းနီးကလာတယ်ဟိုတလုံးလုံးကကျွန်တော်ပြောတယ်နောင်ချိုးပြန်ရတော့မယ်လို့ကျွန်တော်ပြောတဲ့အချိန်မှာနော်ဘာဖြစ်သွားလဲဆိုတော့ဒီငလင်လှုပ်သွားတာနော်ငလင်လှုပ်သွားတဲ့အချိန်မှာတမ်းမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ဦးကြီးမင်းဦးမင်းအောင်လှိုင်ကအဘာတူချုပ်ကြီးတို့ကနေပြီးတော့မှနော်ဒီအပြစ်ကတ်တွေရဲဆဲပြလိုက်တဲ့အချိန်မှာဒီကောင်လေးတကယ်တမ်းစဉ်းစားမယ်ဆိုအဲ့အချိန်တည်းကဒီကောင်လေးပြေးရမှာ ။ခေါင်းနဲ့မပြေးမပန်းနဲ့ပေးကပ်ပြီးတော့နေတယ်။ကျွန်တော်ပြောသလိုပဲ तू ကပြေးစရာမြေလည်းမရှိတော့ဘူး။ဝင်စရာတွန်းရတယ်မိုးရွာပြီဆိုတော့သူကတိုင် PDF ကတိုင်ပတ်တယ် DNN ကြီးကတော့ तू ကပြေးမှာပဲ။ပြေးမှာအဲ့တော့နောင်ချိုအခုဆိုရင်လာကြည့် လာကြည့်ကျွန်တော်တို့ဒါရောက်ခဲ့ပြီးပြီ။ Crown Billet မြေကားတွေလမ်းပေါ်ကပဲတွားနေတယ်နော်။အတူအချိန်နဲ့သူလွတ်ပင်းနေတယ်။ဘာလို့လဲဆိုတော့အစိုးရကတရားဝင်ဆိုရပြီးတော့ तू ကဒီမှာငလင်တန်ဘေးဒင်းပြည်သူတွေငလင်တန်နေလို့လိုက်တော့အိမ်တွေပြန်သွားဖို့အတွက်ဘီလက်မြေတွေလိုအပ်နေတယ်နော်။အဲဘီလက်မြေလိုအပ်တဲ့အတွက် အဲနောင်ချိုနဲ့ဒီလမ်းကိုဟိုဘက်အခုချိန်မှာတက်မတော်ကတော့စတင်ဒီဘက်ကလည်းထိုးစစ်တောက်ချောက်ဆင်းနေတယ်ကိုဘက်ကလည်းကန်ကြီးလိုပါလို့အဲမှာရှင်မော်တော်လိုပါလို့ဘက်ကလည်းတောက်ချောက်ဆင်းနေတယ်เนาะအဲ့တော့ရှောက်ချိုမှာသုံးယောက်မှာတက်လက်ကိုမင်းတို့ PDF တွေခံတိုက်ထားတဲ့နော်ငါတို့နောက်မှာခံစစ်ပြင်မယ်ဆိုပြီးတော့ပလောင်ကခွေးပြေးပြေးတာနော်အေးမင်းတို့ PDF တွေလည်းမူရင်းစေဝါနုံနေတဲ့ငါတို့လည်းမတန်းနိုင်တော့ဘူးနော်မင်းတို့ဆက်ပြီးတော့ဘာမှမပြောလို့ဒါကလက်ရှိ Samsung 30เนาะ Samsung ပြီးလာမယ်30လဲလာမယ်เนาะ30မှာဘဒူတွေပါတယ်ဒီမှာပြီးဖတ်ပြအောင်မယ်เนาะမင်းတို့မင်းတို့အကြမ်းဖက်လက်နဲ့ထောက်ပတ်တဲ့လူတွေအခုလောလောဆယ်တော့6ကသတင်းကိုပြောမယ်ကျွန်တော်တို့6မြို့နယ်က6မြို့နယ်ကပဲတိုးချောင်းရွာတဲတိုးချောင်းရွာ PDF တွေကတဲ့ရွာပြားမှာနေပြီးရွာတွေမှာအလူခံတောင်းစားနေတာပါတဲ့ရွာနီး60တွေလဲတဲ့ထုံနီးတူပဲတဲ့လိုက်တောင်းစားနေတဲ့ကောင်တွေကတဲ့တနေ့တဲ့တနေ့ပို့လို့ဆိုးနေတယ်တဲ့ PDF တွေငတ်နေပြီเนาะပို့လို့ဆိုးနေတယ်တဲ့ ခုလိုချိန်မှာတဲ့တောင်သာတွေစိုက်ဖို့ကိုတဲ့အစင်မပြေပြုတွေကများလာတယ်တဲ့သူတို့တွေကအမိန့်တွေပါထုတ်လာတော့ပိုဆိုးတာပေါ့ဗျာတဲ့မနေ့ကျောင်းနာကြီးနောက်ကျောင်းနာကြီးထုတ်ထားတော့ရွာသူရွာသားတွေအကုန်ဒုက္ခရောက်နေရပါတယ်တဲ့ရွာမှာလည်းမနေရကြတော့ဘူးဖြစ်နေကြပြီတဲ့အချို့ဆိုရင်ရှောင်ပြေးနေရပါပြီဗျာတဲ့နော်ဒီသတင်းပေးတဲ့လူတော့ကျွန်တော်ကျွန်တော်ခမားပေးတဲ့သတင်းကိုကျွန်တော်အထက်လူကြီးသိအောင်ပြောပေးမယ်ဒါပေမဲ့ခမားတို့ကလည်းကျွန်တော်တို့တက်မတော်နဲ့နော်ဒီဘက်ကတက်မတော်အခုလိုသတင်းမျိုးတွေတင်ဆက်နေတဲ့လူတွေနဲ့ ခမတို့တရင်နေတိတိကျကျမှန်ကန်နေနဲ့ပူပေါင်းပြီးပေးရင်ခမတို့တိုင်းပြည်အမြန်ငြိမ်းချမ်းမယ်ခမတို့မပူပေါင်းခဲ့တဲ့လို့အခုလိုအခြေအနေအချိန်ကမျိုးကိုဖြစ်လာတာငါတို့ PDF တွေဆိုပြီးတော့ဟိုငါတို့ညီလေးတွေဟောအေးချကွာအေးတော်လန်ကွာအာနာရှင်ကိုတိုက်ကွာဘာလို့လဲခမတို့မြောက်ပေးလာတဲ့မြောက်ပေးတဲ့အကျိုးကျေးဇူးရဲ့ရလက်ကအခုအချိန်မှာဘာတွေပေါက်ွားလာလဲအဲအဲ့လိုလက်နက်ပြပြီးအနိုင်ကျင့်တဲ့ PDF တွေပေါက်ွားလာတယ်နော်အဲ့ဒါကိုခမတို့ပူပေါင်းမှာအဲ့လိုကြောက်ကအမြန်ဆုံးပူပေါင်းအမြန်ငြိမ်းချမ်းပဲအခုခမတို့ PDF ရှိတဲ့နေရာတိုင်းဒုက္ခရောက်မှာ နော်အဲ့ PDF တွေအလင်းဝင်လို့ပြောတာအဲ့ခင်ဗျားတို့ PDF ရှိတဲ့နေရာနဲ့ဒုက္ခရောက်မယ်နော်အခုခင်ဗျားတို့ဒါဒီဟာကို PDF ရှိရဆိုပြီးတက်မတော်အနေနဲ့ကစစ်ကြောင်းမထိုးသေးဘူးဘုံမကျေသေးဘူးဒါတော့မှခင်ဗျားတို့စာဝင်နေရေးတော်တော်ခက်ခဲနေပြီ PDF ကခင်ဗျားတို့တစ်သက်လုံးရှာဖွေစုဆောင်လာတဲ့ဥစ္စာတွေကိုခင်ဗျားတို့ရှိရနေတိမ့်ပိုက်နေပြီဟုတ်ပြီလားအဲ့တော့ကျွန်တော်ပြန်ပြောပြနိုင်တဲ့တဲ့နော်အချို့ဆိုရင်ရှောင်ပြင်းနေရတယ်သူတို့ကတောင်းသူတို့သူတို့ကတောင်းတာတောင်းမှ ။ထမင်းဆိုရင်တောင်းတာတောင်မှသူရေးချင်တာတောင်းတာတောင်မှထမင်းဆိုရင်နဲ့မอยู่ဘူးတဲ့စံကိုပဲအဓိကထားတောင်းကြပါတယ်ဗျာတဲ့အထက်ကလူကြီးတွေကိုတီးအောင်ပြောပေးပါလို့ပြောပေးနိုင်တဲ့ကိုကြီးတို့ကိုပဲအားကိုးစွာနဲ့ပြောလိုက်ရှင်ပါလေတဲ့နော်ချောင်းမြုံနဲ့ကြောက်ရဲရွာကဥတန်ထိတ်တားကိုလည်း PDF တွေကဖမ်းခေါ်သွားပြီး3900နဲ့ရွေးခိုင်းတယ်တဲ့အစိုးရကိုကိုတိုင်ရင် အလောင်းတော်ပြန်မရဖြစ်မယ်လို့ပြောသွားလို့ပြောသွားတယ်လို့ကြားသိရတယ်အခု3300ပေးပြီးလို့လဲဘာမှအကြောင်းအထူးမရှိကြပါဘူးဗျာတဲ့ငွေကိုလက်ခံတာကဖုန်ကြီးတစ်ပါးကလို့သိရတယ်တဲ့အဲ့ဒီဖုန်ကြီးကလည်းအခုချိန်ထိကြောက်ရဲရွာမှာပဲရှိနေပါသေးတယ်ဗျာတဲ့ PDF တွေကအဲ့လိုလုံနေကြတာပါတဲ့မပေးနိုင်ရင်လူတွေကိုတတ်နေကြတာပါတဲ့နော် PDF တွေကတော်တော်ကိုမယိုင်းနေပြီနော်တော်တော်ကိုမယိုင်းနေပြီနော်အဲဖုန်ကြီးတွေလည်းအဲ့သင်္ကန်းဝက်ပြီးတော့တကယ်ပါဗျာနော်ကျွန်တော်တို့နိုင်ငံအခုချိန်ထိလည်း အမြင်မှန်လည်းမရသေးဘူးညီလေးစော်ကောင်းကြီးရေးတဲ့ဘကိုးတိုင်းနောက်ချမ်းအုပ်ဖို့မြို့နယ်နဲ့ချိုးပင်ကောင်မြို့နယ်တွေမှာယထာလန်အရှိချမ်းကရွာတွေဆိုရင် PDF စွန်းဖို့နယ်မြေတွေဖြစ်လာပါပြီတဲ့အုပ်ဖို့တဲကဒေါင်းစပါခွင်းကရင်ရွာပမာရွာနှစ်ရွာစလုံးနဲ့ကွေချောင်းကြီးရွာတွေဆို PDF တွေကလုံးဝကြီးစိုးထားပါတယ်အဲ့ဒီရွာတွေကနေတဆင့်ချိုးပင်ကောင်မြို့နယ်တရကိုင်းချိုးရွာစီကောက်ပင်ရွာလှေတုံးရွာအေးမကွင်းရွာကိုင်းရရှိရွာကျောက်စရစ်ကုန်းရွာ ကြီးစိုးရွာတွေထိအောင်နေစေတနက်ကင်ပြီးသွာလာနေကြပါပြီတဲ့နော်ဒီတရက်တွေကအခုရပိုင်းမှာပဲတဲ့ရဲဝင်တဲ့တူပလာကဖတပည့်ဝင်တဲ့ဦးအပြစ်ခံရရပါတယ်တဲ့နေနေရှင်းလင်းမှုတွေမလုပ်သေးဘူးတဲ့အထက်ကမခိုင်းတာလားအောက်ကမလုပ်တာလားသိအောင်ပြောပေးပါဦးနဲ့ညီလေးကိုအားကိုးပါရင်ညီငယ်ကြီးတဲ့နော်ဒါကတော့အောက်ခြေဟွာပေါ့ဟွာပေါ့လက်ပေးလက်ယူလုပ်တဲ့ဂိတ်ပေါ့နော် ကိုဘုံရဲ့ရေနီမျိုးအထွက်ဂိတ်ပတ္တသအမိဥပေတာအမိပြောင်းဖာကြီးတို့ကတဲ့ကာသမားတွေကိုတောင်းတလောက်မပေးရင်စဲဆိုပြီးရိုက်တယ်တဲ့ပြီးတော့ကျင်ဆက်ဖြင့်တို့တယ်တဲ့မပေးရင်ကားရက်ခိုင်းထားတယ်တဲ့ကျွန်တော်တို့ကဘာမှမပြောပြောလို့မရလေမရဘူးလေတဲ့ကာသမားတွေကကျွန်တော်တို့ကိုယ်တိုင်လည်းကျွန်တော်တို့မှပြောပိုင်ခွင့်မရှိဘူးတဲ့သူတို့ကတက်နေခဲ့ဆိုတော့ကျွန်တော်တို့ပြောတာကိုယုံပါလို့မပြောဘူးတဲ့ကိုဘုံကိုယ်တိုင်လေ့လာကြည့်ပါတဲ့ မဟုတ်ရင်နဲ့ကိုဘုံလိလာကြည့်ပါနဲ့မဟုတ်ရင်တော့ကိုဘုံကူညီပေးပါဒီအရာတွေကမဖြစ်တင်တာတွေလို့ပဲပြောချင်ပါတယ်နော်အဓိကအဲ့အရာကြီးပေါ့နော်ကျွန်တော်တို့အောက်ခြေတွေမှာကျွန်တော်တို့ကကောင်းတဲ့ဝန်ထမ်းဆိုရင်ကျွန်တော်တို့ကကာပါပေးရမှာကောင်းတဲ့ဝန်ထမ်းဆိုရင်ကျွန်တော်တို့ကချီးကျူးတင်မြှောက်ရမှာကောင်းတဲ့ဝန်ထမ်းတွေရှိရင်ပြည်သူတွေလည်းပျော်ရွှင်မယ်တိုင်းပြည်လည်းအမြန်ဆုံးငြိမ်းချမ်းမယ်နော်အဲ့လိုမကောင်းတဲ့အကျင့်ပြကြားတဲ့ဝန်ထမ်းတွေကိုပြောလဲအဲ့လိုမျိုးကြတော့နာတယ်နော် တကယ်တော့ခင်ဗျားတို့ကမိမိမိသားစုကိုမထီသေးလို့ပါအခုပြင်ဦးလွင်လို့ဆိုရင်ဒါကျုံမြင်နေရပြီပြင်ဦးလွင်မှာကောင်းတဲ့အစိုးရအဖွဲ့တရက်တော့ပေါ်ထွက်နေပြီနော်ပေါ်ထွက်နေပြီအောက်ကမြေယာအရှင်းလင်းရေးပြဿနာတွေအဲဒီပေါ့နော်ဟိုမတရားတဲ့ပြည်နယ်ပြည်သူလူထုကိုမကြည့်ပဲနဲ့ဟိုနော်မြေယာတွေကိုအကွက်ရိုက်ပြီးတော့ရောင်းနော်နောက်ကနေပြီးတော့မှအကွက်ရိုက်ပြီးရောင်းတဲ့အရင်အမြစ်တွေအဲ့အရာတွေကိုပေါ်ထုတ်ရမယ်အဲ့အရာတွေကိုပေါ်ထုတ်မှသူကဒီ public မှာရှိတဲ့ ျွန်တော်တို့ပြည်သူတွေကမခံစားရမှာအခုပြည်ဦးတွေမှာဖြစ်နေတဲ့ပုံကသူက650နဲ့ဝယ်တယ်နော်အပြည်လို့ချင်းသူကမြေစင်းကိုလာတိုင်းခိုင်းနေအမြေစင်းရဲ့မန်နဲ့အုတ်ကြီးကလည်းလက်မှတ်ထိုးတယ်အပြည်ကရန်တွေပါထုတ်ပေးသေးတယ်အပြည်လို့ရှိတော့ကြတော့ပြောင်းသွားအဆိုးဆိုးပြောင်းသွားတယ်ဟိုရောင်းတဲ့ကောင်တွေကလည်းဘယ်ရောက်လို့ဘယ်ပေါက်မှမသိဘူးနော်ဘယ်ပေါက်လို့ဘယ်ပေါက်မှမသိတော့လူကဘဒုသူတို့ကအကူအညီတောင်းလို့တောင်းအောင်မသိဘဲနဲ့နိုင်ငံတော်ကိုလည်းခုန်ဆောင်ရတယ်မိမိအိမ်ကိုလည်းဟိုအစိုးရရဲ့ဥပမာတစ်ခုပေါ့ဗျာတစ်တော်မြေတို့ ဘာမီတို့ညာမီတို့ပေါ့ဗျာကျွန်တော်လည်းအဲ့လိုတော့မပြောတတ်ဘူးเนาะအဲ့လိုကြတော့ပြောနေတာအဲ့ဒါကိုဖော်ထုတ်နိုင်ဖို့လိုတယ်အဲ့ public မှာရှိနေတဲ့ပြည်သူလူထုကြတော့နားတယ်လေဗျာ तू तू ရဲ့အိမ် तू ရဲ့မြေ तू ဝယ်ထားတာမြေသိန်းရောကနေတရားဝင်လက်မှတ်ထိုးပေးပြီးတော့ဝယ်ထားတာပြီးကကြမှာဒါဘာလည်းမလုပ်ဘူးညာလည်းမလုပ်ဘူးဘောလိုသာနဲ့ထိုးဆိုတော့လစ်တာပေါ့ဗျာအဲ့တော့ကြတော့ဝင်နှန်းထဲမှာခင်ဗျားတို့မြေခွက်တွေမပါသေးလို့ခင်ဗျားတို့ဒီလူတွေကောင်းပါတယ်လို့အဝင်နှန်းတွေကဘာဖြစ်ဝင်နှန်းတွေကိုကျွန်တော်ကပြောပါတယ်လို့เนาะ နော်အဲ့လိုမျိုးတွေခင်ဗျားတို့ပြောတယ်နော်တကယ်ကန်စားနေရတဲ့အောက်ခြေပြည်သူလူလူလာကြည့်ဟိုဟာမှာပြင်းဦးလယ်မှာနော်နောက်တစ်ခုကတော့ညောင်ချိုးဘက်ညောင်ချိုးဘက်စစ်စင်ရေးအခြေစစ်စင်ရေးအခြေအနေကတော့တဲ့တော်တော်ကောင်းမွန်နေပါတယ်တဲ့တခုရှိတာကအောက်ခြေမှာအကျင့်ပြတ်ခြားသားမှုတွေရှိနေတယ်လို့တစ်ဖက်မှာလည်းစစ်သားတွေကအသက်ကိုပေးဆက်ပြီးတိုက်ပွဲဝင်နေပါတယ်တဲ့အောက်ခြေကလုံပိုင်ဝင်နေရှိနေတဲ့သူတွေကမှောင်ကိုလုပ်ငန်းတွေလုပ်မှောင်ကိုလမ်းတွေဖွင့်ပြီးငွေကြေးယူယူဖြင့် လှုပ်ရှားနေကြတယ်တဲ့လူမောင်ကိုစီမောင်ကိုရိတ်ခါမောင်ကိုလှုပ်နေတဲ့သူတွေပြန်လဲခေါင်းတောင်လာပြီတဲ့အဓိကလမ်းကြောင်းကပြီးအုံရှိပင်ကနေမင်းတုံးဘက်ကို73စီရိတ်ခါမျိုးစုံကိုတာဝန်ရှိသူတွေကိုငွေကြေးပေးပြီးသွားနေကြပါတယ်တဲ့မင်းတုံးဘက်ကအပြန်ဆိုရင်ရခိုင်တွေကိုတယောက်ကို9သိန်းနဲ့ပြည်တဲ့အထိလူမောင်ကိုလှုပ်လာနေကြတယ်တဲ့အဲ့ဒီရခိုင်တွေကိုအုံရှိပင်မျိုးရတနာဘုံအုပ်ချုပ်ရေးမှုကရန်ကုန်ကိုသွားရန်ရက်ွက် နေထိုင်တာမှန်ကန်ကြောင်းထောက်ခံစာတွေကိုငွေကြေးယူပြီးလှုပ်ဆောင်ပေးနေတယ်တဲ့အုပ်ရှိပင်ကစီဆိုင်တွေကလည်းအများပြည်သူကိုရောင်းချခြင်းမရှိတော့ပဲမှောင်ခိုလာဝယ်တဲ့သူတွေကိုပဲပုံးတွေနဲ့ရောင်းချနေတယ်တဲ့စီပန်းဆိုင်တွေမှာစီပြတ်တာများနေတယ်တဲ့မနှက်ဆိုပုံးတွေနဲ့တန်းစီပြီးစောင့်နေကြတယ်တဲ့ဒါတွေကိုကြည်ချင်းအဖြစ်ကိုလူကိုတတ်တယ်လို့ဖြစ်နေတယ်တဲ့မင်းတို့လမ်းကြောင်းကြီးကလည်းရကန်ရထိပွင့်နေတယ်တဲ့အေးအေးတွေစိတ်ဝင်နေတယ်ဆိုတာကလည်း အောက်ခြေရဲ့အကျင့်ပြတ်ခြာစားမှုကြောင့်ဖြစ်နေတာမှန်ကန်ပါတယ်တဲ့ပန်းတောင်တောင်ဟုတ်လမ်းမှာဒီလိုအကျင့်ပြတ်ခြာစားမှုကြောင့်စကန်းတွေကြတာပါတဲ့အောက်ခြေအကျင့်ပြတ်နေတာတွေကိုအောက်ခြေအကျင့်ပြတ်နေတာတွေကိုတေချာစီစစ်အေးယူပေးနိုင်မှပြည်သူတွေခေါင်းပြအောင်အေးရမှာပါတဲ့နော်မကွေးတိုင်းဒေသကြီးပခုတ်ကူမြို့နယ်စိတ်ကဝအုပ်စုရွာတိကျေးရွာမှာအကြမ်းမဲ့ PDF များအင်အား30ခန့်ရောက်ရှိနေတာဒီ ပါလေတော့၁၀ရက်၅လ2025မှာယနေ့အချိန်ထိဖြစ်ပါတယ်အကြမ်းဖက် PDA များရောက်ရှိချိန်မှာပြင်ချက်ချင်းဆိုသလိုစိတ်ခဝလုံခြုံရေးစခန်းမှုဗိုလ်ကြီးစိုးပြေအောင်အားတရင်ပို့ခဲ့ပါတယ်တဲ့ဟုတ်ကဲ့ရှင်းလိုက်ပါမယ်ဆိုပြီးဖုံးချသွားတယ်တဲ့တရက်နှစ်ရက်တော့စောင့်ပါသေးတယ်တဲ့လှုပ်ရှားမှုမရှိတာနဲ့လပ်ပါကဒူတိုင်းမူလားဒါတော့သူရေးတာလားဗောနောကြောက်ပြောင်းတက်နေမှုဗိုလ်မှူးကြီးဟိန်းအားဖုံးဆက်ခါတရင်ပို့ပါတယ်တဲ့စစ်နယ်မြေကနမခအပိုင်ဖြစ်ပေမဲ့ တာဝန်ကျတဲ့လုံခြုံရေးအဖွဲ့ကလက်ပကဖြစ်နေပါလေတဲ့အခုပဲသွားရှင်းပါမယ်ဆိုပြီးပြောပါလေတဲ့ထူးခြားမှုမရှိလာပါဘူးတဲ့အခုဆိုရင်နဲ့ရွာတိကျေးရွာဘုံတော်ကြီးကျောင်းစာတင်ကျောင်းရွာတိအရှိမြောက်ဘက်အေယာဝရီမြစ်စိမ့်၌အေယာဝရီမြစ်ကျောင်းတလျှောက်သွားလာနေသောဆက်လီတင်မောများအားစက်ကြီးများကောက်ခံပါလေတဲ့တပိုင်းတိုင်းလောက်ကန်စားတော့နေကြသောဒေသခံများကိုလည်းရင်းနှီးပေးပါတလုံးကို3000ကျပ်နိုးဖြင့် PDF ကကောက်ခံပြီးမ PDF ကကောက်ခံတာတော့တက်ကကောက်ခံတာမဟုတ်ဘူး ပီဒီယကကောက်ခံပြီးမပေးရင်စစ်တပ်တရင်ပေးဖို့အမိတက်ကဖမ်းဆီးတပ်ပြတ်ပါတယ်တဲ့မြည်ဒီအဖွဲ့ကမှရှင်းလင်းခြင်းမရှိဘဲပြီးရန်သူတီးတဲ့ညောင်ဦးတစ်ပတ်ကန်းမိလောင်ပြားတို့လည်းအလွဲတကူကူးတန်းသွားလာလျက်ရှိပြီးအကြမ်းဖက်များယခုထိရောက်ရှိနေသည့်စိတ်ကဝလုံကြုံရေးတပ်နဲ့ထမ်းချောက်ပင်လုံကြုံရေးတပ်အကြားတွင်တည်ရှိပြီးတပွဲနှင့်တပွဲညှိနှိုင်းရှင်းလင်းပြီဆိုပါကရန်သူတီးအခြေချနေတိုင်းမဟုတ်ပါကြောင်းနေမည်စိုးမိုးမှုမလုံနိုင်ရင်တောင်မှ မိမိစိုးမိုးနေပြီအားလွယ်လွင်းတကူအကြမ်းဖက်တွေလက်ထဲမပါသင့်ပါဘူးတဲ့လက်ရှိစိတ်ခွာလုံးချုံရေးကောင်းမောင်းဘိုလ်ကြီးစိုးပြေအောင်ခလာရ416ဆလေးတက်နေမှုဘုံမူကြီးခိုက်တဲ့ယခုရန်သူဒီအင်အား90မှာ90ရှိပါတယ်တဲ့ကျွန်တော်ကဒီတရင်ကိုပြောရတာကအောက်မှာမလုံးလို့ပြောရတာဒီတရင်ကကြာပြီနော်သူရေးလာတာဒီမှာကျွန်တော်ရှိမှာအကုန်ရေဟုတ်ပြီလားအဲ့တော့ဒီလိုပဲရောပေါင်းနေမယ်ဆိုရင်ဆွမ်းနာကျွန်တော်ပြောသလိုပေါ့မထိုးကြီးတို့ဝလူတို့နော် ဲ့လိုမျိုးတွေကြော်မကောင်းကြားမကောင်းရန်သူကဒီပီဒီရက်ကဥပမာတို့ခင်ဗျားတို့ပုံမှန်လေးတနေ့မလုံတနေ့လုံမှာဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပေးကျွန်တော်ဒီ